တရုတ်ဟာဂျပန်ရဲ့အစ်စ်ရေးအယောက်ချင်းချောက်ချင်းကိုခံခဲ့ရပါတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးကဆွဆဲပြောကြားခဲ့ပါတယ်။ဂျာမနီနိုင်ငံသားရေးဝန်ကြီးနဲ့ဒီဇင်ဘာလ၈ရက်နေ့တုန်းကဘေကျင်းမြို့မှာတွေ့ဆုံချိန်မှာဝန်ကြီးကအခုလိုပြောဆိုခဲ့တာပါ။ဂျပန်စီကအစ်စ်ရေးအယောက်ချင်းချောက်မှုမျိုးဆိုတာတရုတ်အနေနဲ့ဘလို့မှလက်ခံနိုင်စရာမရှိတဲ့ကိစ္စလို့လည်းဝန်ကြီးကဆိုပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကွန်ကဂျပန်တိုက်လေယာဉ်တွေကိုတရုတ်တိုက်လေယာဉ်တွေကပြင်းထန်ရှာရေဒါနဲ့ချိန်ရွယ်ခဲ့တဲ့ဖြစ်စဉ်အပြီးမှာ ဘွန်ကအခုလိုမျိုးဆွဆွဲကြတာဖြစ်ပါတယ်။တရုတ်တပ်လေယာဉ်တွေရဲ့လုပ်ရဟာအန်ဒီယဲများလွန်ပြီးအစင်ချင်းကင်းမဲ့ကြောင်းဂျပန်ကရှုတ်ချခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကတော့တရုတ်ရေတပ်အလုရှားနေတဲ့နေရာကိုဂျပန်တပ်လေယာဉ်တွေကချင်းကပ်ခဲချင်းတာဖြစ်တယ်လို့တုံ့ပြန်ပြီးရေဒါနဲ့ချင်းရွက်တဲ့ဆိုတာကလည်းရန်လိုတဲ့အသေးပဲမဟုတ်ပဲလုံထုံးလုံနည်းအရာလိုအပ်တဲ့ရှောက်ဖွေမှတ်သားမှုတွေကိုလုပ်ခဲ့ချင်းတာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။နောက်တော့ဘေကျင်းမှာဂျာမနီနိုင်ငံသားကြီးဝန်ကြီးနဲ့တွေ့ဆုံတဲ့အခါ ဝမ်ကဂျပန်ကသာတကယ်တမ်းစစ်ရေးအရာချင်းချောက်တဲ့နိုင်ငံဖြစ်ပါတယ်လို့ဆွဆွဲကြတာပါအခုနှစ်ဟာဒုတိယကမ္ဘာစစ်ပြီးဆုံးမှု80ပြည့်တဲ့ကာလဖြစ်ကြောင်းအဲ့ဒီတုန်းကဆစ်ရှုံးခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်ဟာအခုလိုကာလမျိုးမှာပိုပြီးဆင်းချင်းတင့်နေလို့လဲဝမ်ကဆိုပါတယ်တစ်ဖက်မှာတော့ဂျာမနီကိုရိုင်းကလည်းဒုတိယကမ္ဘာစစ်မှာဆစ်ရှုံးနိုင်ငံဖြစ်ခဲ့တာပါတရုတ်ကသာထိုင်ဝမ်ကိုတက်ခိုက်မယ်ဆိုရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူပြီးတက်တွေဆစ်လို့ပေးဖွဲ့ရှိတယ်ဆိုတော့ ဂျပန်ဝန်ကြီးချုပ်ဆနေအေတက္ကအီချီရဲ့အမှတ်ချက်ကိုအကြောင်းပြုပြီးဝန်ကဂျပန်ဟာတရုတ်ကိုစစ်ရေးအရာအချင်းချောက်နေပါတယ်လို့စစ်ဆဲကြတာဖြစ်ပါတယ်။လက်ရှိဂျပန်ရဲ့ခေါင်းဆောင်ကထိုင်ဝမ်ကိုအကြောင်းပြုပြီးတရုတ်အပေါ်မေးခွန်းထုတ်နေကြောင်းဒါပေမဲ့တရုတ်ပိုင်နဲ့ဖြစ်တဲ့ထိုင်ဝမ်ကိုဂျပန်ကပဲနှစ်ပေါင်း90လောက်မတရားအုပ်စိုးပြီးပြည်သူတွေအပေါ်ဆိုးရွားတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်းအခုလည်းထိုင်ဝမ်အရေးကိုအကြောင်းပြုပြီးတရုတ်ကိုပြည်ထောင်ရှာတာစစ်ရေးအရာအချင်းချောက်တာတွေဂျပန်ကလုပ်နေပြီး ဒါကိုတရုတ်အနေနဲ့ဘလို့မှလက်ခံမှာမဟုတ်ကြောင်းလဲဝမ်ကဆိုပါတယ်။ဂျပန်ဟာ1895ကနေ1945ခုနှစ်ထိထိုင်းဝမ်ကိုကိုလိုနီအဖြစ်အုပ်စိုးခဲ့ဘူးပါတယ်။ဝမ်ကလက်ရှိဂျပန်ဝန်ကြီးချုပ်ဟာအဲ့ဒီတမိုင်းကြောင်းတွေကိုဖုံးကွယ်ပြီးထိုင်းဝမ်နဲ့ပတ်သက်လို့ကြောင်းသူတော်ရောင်ဆောင်ထားတဲ့အစင်ချင်းမဲ့အမှတ်ချက်စကားတွေကိုပြောဆိုနေခဲ့ကြောင်းလဲဝေဖန်သွားပါတယ်။သူကထိုင်းဝမ်ဆိုတာဟာတရုတ်ပိုင်နဲ့နေမြေတစ်ခုဖြစ်တယ်ဆိုတာကို ခိုင်မာတဲ့သမိုင်းကြောင်းဥပဒေရေးရအချက်လက်တွေအခိုင်အမာရှိထားပြီးအဲ့ဒီအရှိတရားပေါ်ဘာမှအမေခွန်းထုတ်နေဖို့မလိုကြောင်းလည်းပြောကြားသွားပါရှင်